ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဗာကြီးစံ channel လေးကနေစေဝင်စားပွဲတူချစမ်းကြေကမ်ဘီယာဖီအမ်မန်ဇလန်ကောင်းလေးကို တင်ဆက်ပေးဖို့ချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်ဗြိတိရှ်အင်္ဂလိပ်တွေတော့အန်ဝဘာနန်ဖြစ်ခဲ့ရတဲ့ယသိကြီးဦးခန်ဒီရဲ့ငွေလုတ်တဲ့ဆက်လို့အမည်ရတဲ့စေဝင်စားပွဲထူးခြားစမ်းခြင်း ခမရဖြည့်ရမဇလန်ကောင်းလေးကိုတင်းဆက်ပေးမှာဖြစ်လို့ခန်းစားနှားစင်အော်ပေးကြပါအောင်ခမရအတက်ကလေးရတဲ့ရှိစီလိုမျက်နှာနာနေကြိုတန်းနေမန်းတောင်ရိတ်ခုံလေးပါဒီမမမြင်ရဲ့ဒီတချင်းကိုကြားတိုင်းမန္တလေးတောင်ကြီးကို မျက်စီတွေပြည့်လို့မြင်အောင်ပြပါလေဟောတခါမန္တလေးတောင်ဆိုတာနဲ့ရေတကြီးဥခဏီကိုဖူးယောင်မြင်အောင်ပြန်ပါရော့ တကယ်တော့ဟောဒီမန္တလေးတောင်ကြီးနဲ့ရသေးကြီးဥခန္ဒီရဲ့အကြောင်းက ခွဲခြားပြောလို့မှမရတဲ့ဟာကိုမြင့်ဝေရဲ့ဖခင်လက်သမားဆရာကြီးဦးစိုးမကွယ်လူမီကပြောပြခဲ့မှုတဲ့မန္တလေးတောင်ရဲ့ရာဇဝင်ကိုအခုနန်းတွင်းပကြီးကျော်ဆရာခရဲ့ပကြီးကားနှစ်ချက်နဲ့ဆက်ဆက်ပြီးတော့မှကိုမြင့်ဝေကတတိယနေပြန်ပါရောလားအဖေပြောပြတာကမန္တလေးတောင်ပေါ်ဖျားဘူးတက်ကြဖို့က ဟိုရင်ကအခုလိုမျိုးဇောင်းတန်းနေအုတ်လီကားတွေမပေါ်သေးဘူးဒီတော့လူတွေဆိုတော့ဖျားဖို့တက်ကြမယ်ဆိုရင်နဗေးကမြင်းကြီးလန်ကလေးတိုင်းတက်ကြရတယ်ဆိုပဲဖျားဖို့တွေဆိုတော့နေကဘူးလန်ကကျန်းတော့ပင်ပန်းကြတာပေါ့ဇောင်းတန်းမဆောက်ခင်ကမန္တလေးတောင်ရဲ့မြင်းကြီးလန်လေးနဲ့ပုံကိုကိုမျိုးဝေရခဲ့ဘူးတဲ့ဆရာခတ်ရဲ့ပကြီကားတစ်ချက်တည်းမှတော့တွေ့ခဲ့ရဘူးလားယောဒီတော့ရတေကြီးဥခဏီဆိုတာက မန္တလေးတောင်ပေါ်ကိုတက်တဲ့စောင်းတန်းတဲ့အိုလီကားတွေကိုတောင်ကြီးကနေတောင်ပေါ်ရောက်တဲ့အထိငွေကြေးအကုန်ကြခန်းစောက်လို့လှူဒန်းခဲ့ရတာပေါ့အချင်းကကိုလိုနီခေတ်တဲ့ရသေးကြီးဥက္ကဏီကတူတူတဲ့ငွေကြေးမြောင်မြောင်အကုန်ကြခန်းဒီလိုမန္တလေးတောင်ပေါ်ကိုတက်တဲ့စောင်းတန်းကြီးစောက်လို့နေတာကိုအင်္ဂလိပ်အစိုးရကလည်းကြားတယ်တဲ့မြင်လဲမြင်ကြတဲ့မလို့တမရှိကြတဲ့သူတွေကလည်းဧကန္နာတူကြရှိုးကြပုံရထင်ပါရဲ့ဒါတလောက်ငွေကြေးရှာပါတဲ့ခေကလာကြီးတဲ့မှာ တူတယောက်ထဲကလူနိုင်တတ်နိုင်နေဆိုတော့ငွေတူးလုတ်တဲ့ဆက်ဥခန်နေကြီးမှာရှိလို့တော့လူနိုင်တာပေါ့လို့အင်္ဂလိပ်ဆိုရောက်ကိုတန်ကြတော့ကြပုံရပါတယ်ဥခန်ဒီကိုတော့ငွေတူးလုတ်တဲ့ဆက်ကဘယ်မှာလဲပြောဆိုစစ်စစ်မေးမြန်းကြတယ်ဒီလူရက်ကရသပွေးမှုမြောက်တယ်အမှုကကြီးတော့ရသတက်ကြီးပုံမှတ်တက်ပြီးအေးအေးယူထောင်ချလို့ရတယ်ဘာမှတ်တလဲဆိုပြီးဒီလူတွေကချင်းချောက်ကြတာပေါ့ဟုတ်ပါတယ်ကျုံမှာ ငွေဆက်ကိုလှုပ်တဲ့ဆက်ရှိပါတယ်မန်လီတောင်ပေါ်မှာထားပါတယ်မယုံရင်လိုက်ကြည့်ကြပါဒီတော့ဦးခန်ကြီးကအဲဒီလိုပြောတော့အင်္ဂလိပ်အစိုးရတွေဆိုတာလှုပ်လှုပ်ရှားရှားဟာကနေဟင်ကနေဖြစ်ကုန်ကြတာပေါ့နောက်တော့ဦးခန်ကြီးကိုဖမ်းဆီးထားတဲ့အချုပ်ကနေထုတ်လုံခြုံရေးစစ်ပလိတွေခြံရံပြီးတော့မှမန်လီတောင်ပေါ်ကိုခေါ်ဆောင်လာကြတာပေါ့တောင်ပေါ်ရောက်တော့ငွေဆက်ကိုအတူလှုပ်တဲ့ဆက်ကဘယ်မှလဲပြပါလို့အစောတလင်းမေးတော့တာပေါ့ ျုပ်ပြပါမယ်။ဒါပေမဲ့ကျုပ်နဲ့ခလန်းလန်းကနေသာကြည့်ကြပါ။ကျုပ်ခေါ်မှလာပါ။မခေါ်ဘဲမလာပါနဲ့။ခင်ဗျားတို့တွေ့ချင်းနေတဲ့ဝေဆက်ကိုထုတ်လုပ်တဲ့ဆက်မြင်ရပါသေးမယ်။သိကြအောင်သာကြည့်ထားကြပါ။ဒီတော့အင်္ဂလိပ်တွေကကောင်းပြီဆိုပြီးတော့ဥခဏကြီးထွက်ပြေးလွမြောက်သွားမှကလည်းစူးကြသေးတော့လုံုံရည်တွေအထက်ထက်ချောင်းခလန်းလန်းကသာစောင့်ကြည့်နေကြတာပေါ့။ရတဲ့ကြီးဥခဏကြီးကတော့သူ့ရဲ့ရှိမဝေဖလာတလုံးချောင်း သူကတော့တင်မလင်းခွေထိုင်နေရင်ကမျက်စိကိုစုံမိတ်လို့ဗတိကိုသာတွင်တွင်စိတ်နေတာပေါ့အဲ့ဒီချိန်မှာမန္တလေးတောင်ပေါ်ကိုဖျားဖို့တက်လာကြတဲ့ဧည့်သည်ပရိသတ်တွေဆိုတာများမှများပါပဲတူချင်းတယောက်စားနှစ်ယောက်ကစလို့အပွဲလိုက်တယ်ရောဖျားဖို့တက်လာကြတာမနည်းပါဘူးအဲ့ဒီလိုဖျားဖို့ပရိသတ်တွေကခမျာများတူတူလာလေးအင်္ဂလိပ်တွေကတော့လုံခြုံရေးအတွက်ဥခန်တွေကိုစိုးရင်ကြတာပေါ့ ီတော့အင်္ဂလိပ်စုံထောက်တီးပလိတီဆိုတော့မျက်လုံးထောက်ထောက်ပြီးကြည့်ကြရတာကလားဘုရားဘုပရိသတ်တွေကတော့ဥက္ကဏ္ဍကြီးရဲ့ရှေ့ကိုရောက်တဲ့အခါဖလာတဲ့ကို အလူငွေထည့်လိုက်ကြတာမှမရည်မတွက်နိုင်အောင်ပါပဲတဲ့အဲဒီတော့ကအင်္ဂလိပ်ခေတ်သုံးမန်နီရူဘီငွေဆက်ကူတွေအင်္ဂလိပ်ခေတ်သုံးနဲ့ကျော်ပြင်းခေါင်းပြပုံပါတဲ့ငွေတင်းကားတွေရေနာပုံခေတ်သုံးဒေါင်းတင်းကားငွေတွေကြီးနေပြအကျွေးစေးတွေရောမှ အဆုံးပါပဲတဲ့တချို့ဖျားဘူးတွေကတော့ တတာပေါက်ပြီးဝိစဉ်လာကြတဲ့ခန္ဓာကိုယ်ဘောကရွှေလက်ဆွတ်တွေရွှေပြီးရွှေစကုတ်တွေလက်ကောက် ခြေချင်းတွေဘောကိုပလာတဲ့ထဲလူသွားခဲ့ကြတာဆိုပဲဒီလိုနဲ့ညဏ်ဒီဆောင်တော့ဖီးယဘူးတွေလည်းအတန်ငယ်ဆေးသွားတဲ့ခါယတိကြီးကပတိစိနီယာကမတ်တက်ထရရလိုက်ပြီးတော့မှခလလန်ကစောင့်ကြည့်နေကြတဲ့အင်္ဂလိပ်ဆုံးတော့စပိုင်နေနဲ့စပလိတ်တွေကိုအသာလက်ရက်ပြီးတော့လှန့်ခေါ်လိုက်တဲ့တည်းပြီးတော့လည်း ကဲတွေးကြပြီမလားငါရဲ့ငွေတူလောက်တဲ့ဆက်ဒါပေမဲ့ဒီငွေတွေကတော့အတူတခုမှမပါဘူးနော်အဲ့ဒီလိုပြောတဲ့တကယ်တော့ဥခဏီရဲ့ဆက်ကငွေတွေတင်မဟုတ်ဘဲရွှေတွေပါထုတ်လုပ်နိုင်တဲ့ဆက်ဆိုတော့ကိုတွေးကြပါလိမ့်ပြီးတော့ဥခဏီကကဲဘယ်လိုလဲမင်းတို့ငါ့ကိုဖမ်းခြင်းဖမ်းကြတော့ဆိုပြီးသူရဲ့လက်နှစ်ဖက်ကိုရှေ့ထုတ်စန်းတန်းပေးတဲ့တယ်အဲဒီခါမှာ အင်္ဂလိပ်စပရိတ်ဆိုတော့ပြပြတလေးနဲ့ဥခန်ဒီကိုအယုဒေပေးတောင်းပန်ကြတာပေါ့မဖန်နေပြင်ရတိကြီးရဲ့ကုသိုလ်ဖြစ်အလူကန်နဲ့ဖလားထဲမှာသူတို့ပါလာတဲ့ငွေတွေကိုအလုံးငွေဖြစ်ဝန်တာအာရထဲဝင်ကြတယ်အဲ့ဒီထဲကစပလိတ်အကြီးကြီးတယောက်ကတော့နောက်နောက်မြည်သည့်အခက်ခဲပဲရှိသည်ဖြစ်စေအချိန်မီကျွန်တော်တို့ကအကူညီတောင်းပါတက်ဆွမ်းသူကြီးကိုကြီးစောင့်ရှောက်ကြပါမယ်ဆရာကြီးခမရတိကြီးခမရလို့အယုဒေထပ်ထပ်ပေးပြီးတော့ မန္တလေးတောင်ပေါ်ကနေစင်းသွားကြရတော့တာပေါ့ကဲအဲ့ဒါလေးကတော့လက်သမားဆရာကြီးဦးစိုးရဲ့မြန်မြန်ကိုယ်တွေဖြစ်ရမှန်တွေကိုသူသားဖြစ်သူကွန်မြူဝေပြန်ပြောပြခဲ့တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဖြစ်ရတဲ့ခုကတော့ရသေးကြီးဥက္ကဋ္ဌရဲ့မန္တလေးတောင်ကဖရာတစောင်းလေးနဲ့ပတ်သက်ပေမဲ့ဒီတစ်ခါတော့ဖြင့်ခေတ်ကပြောင်းသွားခဲ့ပါပြီအချိန်ကဂျပန်နဲ့မြန်မာပြည်ကိုဝင်ရောက်လာတဲ့အချိန်တစ်ဖက်က အင်္ဂလိပ်တပ်နဲ့ဂျပန်တပ်တွေတိုက်ပွဲဖြစ်နေကြတဲ့အချိန်ပေါ့ဂျပန်တွေဝင်လာတာကိုမကြင်တဲ့တော့အင်္ဂလိပ်တွေကဝေရင်ကနေလေရင်မြန်နေနဲ့ဘုံကျဲတိုက်ခိုက်လိုက်ကြတာမန္တလေးရင်နာဘုံနေပြည်တော်ကြီးတောင်မှရွှေမန်ကင်းအစ်စ်ကနေထင်းပြေးရပြာဘုံဘဝနဲ့ရောက်ခဲ့ရပါဘောအင်္ဂလိပ်တွေကအပြေးဂျပန်တွေကဝင်လာကြမန္တလေးမြို့ကိုလည်းဂျပန်တွေကဝင်လာကြပြီးတော့စုမှုအုပ်ချုပ်နေကြတဲ့အချိန်မှာပေါ့ ်မပြည်နေရာနဲ့ဘုံတန်နေခံခဲ့ကြရတော့မန္တလေးတောင်ရေသေးကြီးဥခန်းကြီးရဲ့တောင်ပေါ်တက်တဲ့ဘုရားတဆောင်တွေပါပြုတ်ပြတ်တော့တချို့လူတွေရဲ့ဇောင်းတန်းကသူပြားတွေကို ခွာယူကြခိုးဝဲကြတာလေခံခဲ့ရတာပေါ့ဂျပန်ကိမီတန်ယုံကအဲ့ဒီဇောင်းတန်းကသူပြားတွေခိုးယူခံရတဲ့အမှုအတွက်လိုင်လံစုံစမ်းဖော်ထုတ်တဲ့အခါမှာသူပြားတခိုးတွေကိုဖမ်းဆီးလို့မိကြကုန်ရောဒီတော့ဂျပန်စစ်ဘုတ်ကဂျပန်စကပြန်ကနေတဆင့် တရားခဏလေးကို စစ်စစ်မေးမြန်းတာတဲ့မင်းတို့ကဘာလူမျိုးတွေလဲကွမြန်မာလူမျိုးတွေပါ ကိုယ်ွယ်တော့ရောဘာဘာသာကိုယ်ွယ်ကြသလဲဘိုးတော်ဘာသာကိုယ်ွယ်ပါလေကဲဒါဖြင့်မန္တလေးတောင်ကစောင်းနှန်းတွေကရောဘာအဆောက်အုံနေတယ်လဲဘိုးတော်ဘာသာအဆောက်အုံနေပါမင်းတို့ကဘိုးတော်ဘာသာမြန်မာလူမျိုးတွေဖြစ်ပါရဲ့နဲ့ကိုယ်ဘာသာရဲ့အဆောက်အုံတွေကို ဖြည့်ဆည်းရကြတယ် တခြားဘာသာတွေကလာပြီးဖြည့်ဆည်းရင်တော့မင်းတို့ကဝိုင်းဝန်းပြီးကောက်ွယ်ကြရအောင်မအခုတော့ကွာအဲ့တုန်းကဂျပန်စစ်ဘုဟာစောင်းတန်းကသူ့ပြားတခိုးတွေကို အပြစ်ပေးဖို့အတွက်လူစီကားရတဲ့နေရာကိုရွေးချယ်ပါတယ်။နောက်ပြီးတိန်တယောက်အဲ့ဒီနေရာကို မလာမနေရလာကြရမယ်ဆိုပြီးတော့အမိန့်ထုတ်လူစုပါတယ်။လူစုံတော့တခိုးရဲ့လက်ကို စနီတုံးပေါ်ရှေ့ဆက်တင်ပေးပြီးတော့မှ လက်ချောင်းတွေရဲ့အရင်ကနေဂျပန်တရှိနဲ့ခုတ်ဖြက်ပြီးအပြစ်ပေးခဲ့တယ်လို့ဆိုပါတယ်အားလုံးနောင်ကိုမှတ်ထားကြပါ နောင်ကိုဒီလိုခိုးရင်ဒီလိုပဲဘယ်သူမှဆိုအပြစ်ပေးခံကြရမှာပါအဲ့လိုလေဂျပန်စစ်ဘုတ်ကသကံပြန်ကနေတဆင့်ပြိသက်ကိုကြောက်အောင်អော်ပြောပါသေးတယ်နောက်ထပ်တစ်ခုကကွန်မြူဝေးကြာဘူးတာအဲ့ဒီဖြစ်ရတဲ့ကက်စင်စင်တူတဲ့အဖြစ်အပျက်တစ်ခုပါဒါကလေဂျပန်ခေတ်အခါတုန်းက တွေ့ကြုံဖြစ်ပျက်ခဲ့တာပါပဲအဖြစ်ကဒီလိုပါဂျပန်မာစတာတယောက်ဟာဂျပန်ပြည်ဒိုဂျိုမြို့ကိုခိတ္တပြန်ရမှာမို့သူနဲ့တူအလုပ်တွဲလုပ်ခဲ့တဲ့ဂျပန်စကားပြန်တယောက်ကိုသူ့အိမ်ကိုခိတ္တအနှံခဲ့ပါတယ်ဂျပန်စကားပြန်တွေ့တာကဂျပန်စစ်ဘိုးကြီးဒိုဂျိုပြန်နေဆိုတော့ခိတ္တခဏတော့မဖြစ်နိုင်ဘူးကြည်ပါခိတ္တကလာကလည်းမကောင်းအင်္ဂလိပ်နဲ့တိုက်နေရတဲ့အထက်ပစိဂျပန်နေတနေ့တချောင်း ုံညကြတာတွေမြားလာတော့ဖက်စစ်ဒေါ်လာကြီးကလည်းပေါ်လာတော့မှမယုံရင်စောင့်သွားကြည့်နေဂျပန်ကြီးတိုးချိုးပြန်တာမဟုတ်ဘူးစစ်ကြီးကျယ်မဖြစ်ခင်စုမိစောင့်မိလို့ဒီဂျပန်ကြီးအပိတိုင်ပြန်တော့ပြေးတာနေမှာပါလို့ဂျပန်စကပြန်ကအိမ်ဆောင်ရင်နဲ့တွေ့နေပါတယ်အိမ်ဆောင်ရတဲ့ဂျပန်စကပြန်ဟောင်းအတုံဖြုံကလည်းကြီးလောင်းဝဲစားကလည်းဝါသနာပါတကြတဲ့ငွေတွေကလို့တော့ဘာလုပ်တယ်မှလို့တော့ သူများဟာကိုဟာမတ်ပါလို့ဆိုတဲ့ဇလန်းကစတော်တာပါပဲ။ဟိုဂျပန်ပြန်မလာမဲ့တူတူစောစောရောက်တော့စောစောဈေးကောင်းရတာပေါ့။စောစောအသုံးရတာပေါ့လို့တွေ့ပြီးသူဆုံးရတဲ့ဂျပန်အင်ကြီးကိုသူ့မိုးတွေခွာပြီးတော့ရောင်းနေ။နောက်တော့ထုတ်တန်းရောက်တယ်ဒိုင်းနေမြန်နန်းတွေကစင်နေရက်တွေပါမကြမ်းတခုချင်း ဖြုတ်ဖြုတ်ပြီးတော့မှရောင်းတော့နောက်ဆုံးတော့ကုန်ပါလေရောလား။ဒီလိုနဲ့နောက်ထပ်3လောက်ကြာသွားတဲ့အခါတိုကျိုပြည်နယ်ဂျပန်မာစတာကြီးက ပြန်ရောက်လာပါတယ်သူ့အိမ်ကိုရောက်တော့မြင်တဲ့အတိုင်းပါပဲသူ့ရဲ့အိမ်ဆိုတာလုံးဝအဆန်းတော့မှမတွေ့ရတော့ဘဲမြေခွက်ကြီးသားကျန်တာတွေ့ရတော့ဂျပန်ကြီးကဒေါ်သာလေးထွက် စိတ်လေးဆိုးဒေါ်သာဦးကအကြီးကျယ်ကို ပေါက်ကွဲကုန်ပါတယ်အိမ်ရောက်စားတဲ့ဂျပန်စကားပြန်ကိုဖမ်းမိလာတော့လက်ပြန်ကြိုးတုပ်ဘော်တော်ရစည်းဘော်တင်ကျုံတိုင်းအရှိန်တော့တောင်းမြောက်မောင်းပြီးလူတွေကိုပြဟောလာကတော့တခိုးပါပဲတခိုးကို ဟောဒီတို့ပြစ်ပေးရပါမယ်ဆိုပြီးမော်တော်ရောတစ်ခုပေါ့ပေါက်ခွဲဖြစ်စီလိုက်ပြီးကျုံနဲ့မှနှိမ့်မြုပ်ပြစ်လိုက်တဲ့ဖြစ်ရက်တစ်ခုဂျပန်ခေတ်တုန်းကဖြစ်ခဲ့ပူပါတဲ့။ကိုမြင့်ဝေကတော့ဒီကြောင်းနေဂျပန်ခေတ်ကမန္တလေးဖြစ်ခဲ့ပါတယ်ဆိုတော့မန္တလေးကမြို့မိမြို့ပေါ့ရှင်မီနောင်မီအဖိုးဘွားတွေပြန်ပြောင်းရင်းနဲ့တတိယကြစီဖို့ပြောအပ်ခြင်းဖြစ်ပါတယ်လို့ဆိုပါတယ်။ကိုမြင့်ဝေရဲ့ကိုရွေဖြစ်ရဲ့စမ်းမြောက်စာရေးသူဟုတ်ကဲ့ ဆိုင်သူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စေဝင်စားပွဲထူးခြားဆန်းကျင်ဖြစ်ရမဇလန်ကောင်းလေးပြီးဆုံးတဲ့နောက်မှာတော့ကျမ်းမာရေးဆေးလက်ဆောင်အစီအစဉ်ရောက်ရှိလို့လာခဲ့ပါပြီဒီနေ့တင်ဆက်ပေးမယ်ကျမ်းမာရေးဆေးလက်ဆောင်အစီအစဉ်ကတော့ဆိုင်သူဆရာကြီးနမောမင်းတန်နိုင်ရေးသားထားသောဒူးယောင်ဒူးနောင်ပျောက်စီသော အစီအလိုအမိရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါတယ်လွန်ခဲ့သော၃နှစ်ခန့်က ကျွန်တော်ကိုယ်တိုင်ဒူးယောင်ဒူးနာ ဖြစ်ခဲ့ဘူးတယ်တိကိုင်းပြီလို့ဒူးယောင်ဒူးနာခြင်းမျိုးမဟုတ်ပါ အသက်50ကျော်သူတိုင်ဖြစ်တဲ့လေရှိတဲ့တဘောပါငယ်စဉ်ကခီးသွားများခြင်းဝင်းတော်ဝင်ပိုးထမ်းခြင်းပြင်းထန်သောအကစားကိုလက်လှုပ်ရှားမှုများပြုခဲ့ခြင်းတိုင်ဂျူဒိုကရာတေစတဲ့ခြေကန်ကစားမှုများများခဲ့ခြင်းတို့ကြောင့်အသက်40ကျော်50မှာဇယားတဘောရအယိုးပွားပြီးဒူးယောင်ဒူးနာခြင်းအစဉ်မြင်များ ယုံရမ်းနာကျင်ခြင်းတို့ဖြစ်ပေါ်လာတတ်ပါတယ်အဲ့ဒါအတွက်ကရက်ခေါက်တန်တလွင်မြေခန္ဓာရွတ်ဒီကိုစိတ်ဖြစ်အသုံးပြုခဲ့ပါတယ်ယောဂနဲ့စေမတွေ့သေးလို့လားမသိနှစ်ရက်သုံးရက်တက်တာပြီးသူကပြန်လဲရောင်းလာပြီးတော့နာလာပြန်ပါတယ်ဒီနေ့မှာတော့တိုင်းရင်စေးစီအောင်ဥမိုးနိုင်ကကျွန်တော်ဒူးစင်ယောင်ရမ်းနာကျင်ခြင်းတို့လင်းရံတို့စီတမျိုးပေးပါတယ်ပြောက်ချင်းစောနဲ့ကျွန်တော်ဟာ တနေ့ကို၄ချိန်၅ချိန်ထိလိမ်ပါတယ်ဥမိုးနိုင်က၃ချိန်သာလိမ်ရန်အတွက်ညွှန်ပါတယ်သို့တော့လိမ်စေးဖြစ်လို့မြစ်တီဘေးတွက်ဆေးကျုံမှ မရှိခဲ့ပါငါးရက်တစ်ပတ်လိမ်ပြီးတဲ့အခါမှာတူးစစ်မှာလုံးဝရောင်ရမ်းနာကျင်ခြင်းမရှိတော့ပဲပကတိကောင်းဝင်ခဲ့တဲ့ဖြင့်ဝမ်းမြောက်ခဲ့ရပါတယ်ဥမိုးနိုင်ကိုလည်း၎င်းစီချက်လုံးဤကို မေးမြန်းပြီးမှတ်သားထားခဲ့ပါတယ်၎င်းစီချက်လုံးဤမှာကျင်းတက်ရင်းရင်းများများဝယ်လို့ ရေစေးထောင်းကတတုကြီးများညှိယူပါれချင်းကြီးတစေသမောင်းနန်းစီငါချက်သားရောပြီးမိကြီးကရေရဲနဲ့ရေတက်ကုံနဲ့ထိချက်တဲ့ခါမှာအစီခွနှစ်ချက်သားခန့်ရပါれ၎င်းအစီကုံဒူးစစ်ခြေစစ်လက်စစ်ကြိုက်ခဲနာခြင်းရောင်ရမ်းနေသောနေရာများမှာလိမ့်ပေးပါငါရဲ့တပတ်လိမ့်နာနဲ့လက်တွေ့ပြောက်ကင်းသဖြင့်ရေးသားတင်ပြအပ်ပါれဟုတ်ကဲ့ ဆိုင်သူဆရာကြီးနှစ်ယောက်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စိတ်ဝင်စားပွဲထူးခြားဆန်းကျင်ဖြစ်ရမန်ဇလန်ကောင်းလေးကိုဘာကြီးစံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပေါင်းအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလေးတစ်ချက်နှိပ်ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှိနှုံသွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကို ကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါကြီးစံ channel လေးကနေထူးခြားဆန်းကျင်လှုပ်ဝှက်ဆန်းကျင်ဒေဒရင်ဘူပါရာလောကကမ္ဘီယာယမတန်မှုခင်ဖြစ်ရဲ့မန္တလန်ကောင်းမြတ်စွာကို နေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။